အားလုံးမင်္ဂလာပါဗျာကျွန်တော်ချင်းနေရနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပိရိကတ်ထေဟာသွန်နာဒနာတုတ်တက်မှာပါတဲ့အကြောင်းအရာတွေပုံနာတွေရဲ့ဝေရောသိမ့်ခိမ့်နေပတ်သက်ပြီးမှဒီဗီဒီယိုမှာဒီကထားကြီးပြောပြတော့အောင်စိတ်ဝင်စားစရာကောင်းမှန်လည်းလို့ယုံကြည်ပါတယ်ဒါဟုတ်ကျွန်တော်က ပုံနာတွေရဲ့အတွေ့ပုံနာတွေရဲ့0 sin gain theory ဆိုပြီးမှပြောရှင်ပါတယ်ဆိုတော့ပုံနာတွေရဲ့အတွေ့နဲ့ပတ်သက်ပြီးမှပြောခင်း ဘုနာတနာတုတ်တန်နာပါတဲ့ဟော background နေသူတို့ရေပြောဆိုပုံလေးတွေကိုတစ်ချက်ပြောကြတာပေါ့ဗျာလက်စွာပြခက်ကပုံနာရေလူဖွဲ့စည်းပုံမှာတိတ်ဟမှုတွေကိုလည်းကျွန်တော်နိုင်ငယ်ပြောရှင်ပါသေးတယ်ဆိုတော့မြစ်စွာပြခက်မှာမြစ်စွာပြခက်ကအိန္ဒိယလူဖွဲ့စည်းဟာလူဒန်းကအလွာလေးမျိုးနဲ့ဖွဲ့စည်းထားတယ်လေးမျိုးရှိတယ်လို့ပြောကြပါတယ်နံပါတ်1ကဇမနာဆိုတဲ့ပုံနာတွေနံပါတ်2ကခတ္တိယဆိုတဲ့မင်းမျိုးမင်းနွယ်တွေ အမတ်တွေမူမက်ရစာတွေနံပါတ်3ကဝတ်တာလို့ခေါ်တဲ့ကုံတယ်တွေစီပွားရေးသမားတွေလက်မှုကုံတယ်တွေနံပါတ်4အလွာက အောက်ဆုံးလွာပေါ့နော်သူတို့ကတော့ကတောက်တာလို့ခေါ်တဲ့သူစင်းရဲတွေဖြစ်ကြတယ်တရောင်းသားတွေလည်းဖြစ်ကြတယ်အင်ရှင်မဲတွေပေါ့ဗျာ homeless ပဲပေါ့အဲ့ဒီမှာဘုရားခေအိန္ဒိယလူဖွဲ့စည်းရဲ့ထိတ်ဆုံးမှာပုံသားတွေရရှိခဲ့ကြပါတယ်အဲ့ဒီခေလူဖွဲ့စည်းရဲ့ပညာတတ်တွေကလည်း ပုံနာတွေပဲဖြစ်ပါတယ်ပညာတဲ့အများစုကပုံနာတွေဖြစ်တဲ့သူတို့တွေရဲ့လိလတည်ယူကြတဲ့စံစာတွေနဲ့ပဲအိန္ဒိယရဲ့လူဖွဲ့စည်းကိုထိညှိထားတယ်ပေါ့နော်ဘလိုပဲပြောပြော ပုံနာတွေကအိန္ဒိယလူဖွဲ့စည်းရဲ့ထိတ်ဆုံးမှာရှိခဲ့တယ်ဆိုတာတော့ကသူတို့လိလတဲ့စံစာတွေသူတို့သူတို့တည်ယူခဲ့တဲ့စာပေတွေကနေတစင်တည်နိုင်နေပေါ့နော်ဒါကြောင့်မလို့လေသူတို့တွေကမျက်စွာပြားနဲ့တွေ့တဲ့ခါတိုင်းပဲဖြစ်ဖြစ် ဒါမှမဟုတ်ကျန်တဲ့မြင်းစွာဖျားရဲ့တတိတဘောကရဲ့နေတွေ့ရခါလေးဖြစ်ဖြစ်သူတို့တွေကနည်းနည်းမောင်းမာကြပါတယ်ဒီလိုမောင်းမာတာဟာလည်းပါအเจ้าမဲမောင်းမာနေတာမဟုတ်ပါဘူးပုံနာတွေကိုယ်တိုင်ခိုင်မာတဲ့စာပေရှိရဲ့ခိုင်မာတဲ့ယက်တိချက်ရှိတယ်ခိုင်မာတဲ့ ideology ရှိတယ်အဲ့ဒီပုံမှာခြေခံထားတဲ့ပြည်သူတို့ဟာလူဖွဲ့စည်းရဲ့ထိတ်ဆုံးမှရောက်တယ်လူဖွဲ့စည်းရဲ့ထိတ်ဆုံးမှရောက်တဲ့တွင်လည်းပါတမနာတွေနဲ့ဆက်ဆံတဲ့နေရာမှာမောင်းမာကြပါတယ်ဒါသူတို့ရဲ့ဖြစ်တည်မှုကိုနားလည်ပေးလို့ရတယ်ပေါ့နော် ဆိုတော့ပုံနာတွေကိုပြမနာလို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒဟန်တွေကိုတမနာလို့သုံးကြတယ်။မင်းစွာဘုရားနဲ့တောက်ကားတွေကိုတမနာလို့သုံးကြတယ်။ provide တွေကိုတမနာလို့သုံးကြတယ်ဆိုတော့အခေါ်အဟောလည်းရှိရပေါ့နော်။ဒါနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်ပါသေးတယ်။ဒီဗီဒီယိုရဲ့ main topic နဲ့အရင်ကြီးမသိဆိုင်မယ်ဆက်လို့ပြောရမှာပေါ့နော်။ဒါကဘာလဲဆိုရင်အိန္ဒိယလူဖွဲ့စည်းကိုပုံနာတွေကထိမ့်ချုပ်လာတာတွန်းမိုးလာတာဟာ ီသူတွေကပိတ်ပြီးမှမကြည့်ဖြူကြတော့ဘူးလက်မခံကြတော့ဘူးအဲ့လိုလက်မခံကြတဲ့ထက်မှာယဟန်တာမဏေတွေဖြစ်လာကြမယ်တမနာဆိုတဲ့လူအလွာဟာအဓိကနေရာပါဝင်ခဲ့တယ်ပေါ့နော်ပုံနာရဲ့ရစ်ပူဇော်မှုတွေပုံနာရဲ့ကြမ်းကြမ်းတွေသူတို့တွေရဲ့တောင်းတဲ့ချက်တွေကိုအားမရတဲ့အတွက်သူတို့ဟာ revolution လုပ်လာခဲ့ကြရပေါ့အဲ့ဒါတမနာ revolution လို့ပြောဆိုနေမှာတမနာလို့ပြောတဲ့အခါတိုင်းကျွန်တော်တို့ခေါင်းထဲမှာသိရမှာက ်စွာဘုရားရဲ့မြတ်စွာဘုရားရဲ့အပြစ်တော်ကားရင်းရဲ့ပြီးရင် provide တွေဆိုတာပါမယ်ပေါ့နော်။ဟော provide တွေဟိုဗုဒ္ဓဘာသာအများစုကတိတ်ထီတွေဆိုပြီးမှလည်းပြောရကြပါတယ်။ထားလိုက်ပါတော့။သမဏဖြစ်လာမဲ့လူတွေဟာပုံနာတွေရဲ့သူတစ်ပြင်ဝေဒါကျမ်းဉာဏ်တွေပေါ်မှာယုံကြည်မှုအားနေတဲ့တွင်လူဖွဲ့စည်းရဲ့တိုးတက်မှုမှာဝေဒါကျမ်းဉာဏ်တွေဟာသိပြီးမှအားကိုးလို့မရဘူးလို့ယုံကြည်တဲ့တွင်သူတို့တွေက revolution တစ်ခုလုပ်ခဲ့ကြပါတယ်။ ဒါပါလဲဆိုရင်ပုံနိုင်လို့မျိုးမှမနေဘူး၊ကြွားထဲမှမနေဘူး၊တော်ထဲမှနေမယ်။တော်ထဲမှာပဲအင်းငိမ့်နဲ့တရားရှာမယ်ဆိုတဲ့အဖွဲတော်ပါတော့အဲ့ဒါကိုတမနာလို့ခေါ်တယ်။သူတို့တွေကတော်ထဲမှာပဲနေကြရပါတော့။ဒါကြောင့်မို့လဲမြတ်စွာဘုရားပညာရှာတဲ့နေရာမှာတော်ထဲရင်ဆုံးထွက်တာပေါ့နော်။တကယ်လို့ဒါဒါတမနာလမ်းစဉ်ပဲပေါ့နော်။မြတ်စွာဘုရားအရှိခင်တိတ်ထထမင်းသားဘုရားဆရာဖြစ်ကြတဲ့ဥရကတော့အာလမယတ္တတော်ကလည်းတမနာမျိုးနွယ်ဖြစ်ကြတယ်ပေါ့နော်။သူတို့ကတော်ထဲမှာနေတယ်။တရားကျင့်ကြတယ်။ဒါဟာ အာတမနာပြမနာလွန်ခုကွဲတယ်ဆိုတာလေကိုတည်ထားစေချင်ပါဆိုတော့ပြောနေရင်ဘယ်ရောက်ပြီလဲတော့မသိတော့ဘူးโอเคဒါဆိုရင်ဒီနေ့ any other person မှာရှိရဲတမနာတွေပြမနာနဲ့ပတ်သက်ပြီးရင်တော့နည်းနည်းလောက်နားလည်သွားရလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်တို့တွေရဲ့ရက်တည်မှုတွေတို့တွေရဲ့ဖြစ်တည်မှုတွေလူအဖွဲ့စည်းရဲ့ထိတ်ဆုံးမှရှိနေကြတယ်ပြမနာနဲ့ပတ်သက်ပြီးရင်တို့ရဲ့မောင်းမမှုတွေနဲ့ပတ်သက်ပြီးရင်နည်းနည်းတော့တည်သွားကြရင်လို့ထင်ပါတယ်ဆိုတော့ဒီနေ့ main topic ဖြစ်တဲ့ဆောနာနဲ့နာတုတ်တန်ထဲကပြမနာတွေရဲ့ way of thinking နဲ့ပတ်သက်ပြီးမှ ဆွေးနွေးကြတာပေါ့သုံးနာရဏသုတ်တံမှာတကယ် main topic ကတော့ကသုံးနာရဏပုံနာနဲ့မြတ်စွာဘုရားရဲ့အမေးဖြေတွေကတကယ် main topic ပေါ့နော်သုံးနာရဏပုံနာမိကြီးမြတ်စွာဘုရားအတိမတ်ပြည့်ရဲ့ပညာဘယ်လိုလဲဆိုတဲ့မိခွန်းပေါ့နော်ဒါတော့ကနောက်ဗီဒီယိုကြာမှာသုံးနာရဏပုံနာနဲ့မြတ်စွာဘုရားရဲ့အခြေတင်ဆွေးနွေးခန်းနဲ့အမေးဖြေကိုပြောကြတာပေါ့အခုဒီဗီဒီယိုကတော့ကပုံနာရိသုံးနာထဏသုတ်တံထဲမှာတွေ့ရတဲ့ ပုံနာတွေရဝေတော့ thinking နဲ့ပတ်သက်ပြီးပဲကျွန်တော်ဆွေးနွေးရှင်းပါတယ်ဆိုတော့တောင်းနဲ့နာတုတ်တန်ကြောင်းစားရအောင်ဗျာတောင်းနဲ့နာတုတ်တန်ကိုဖက်လိုက်တဲ့နေရာမှာဘာတွေတွေ့ရမလဲဆိုရင်မြစ်စွာဖျားဟာစံပယ်မျိုးကိုရောက်လာရေပေါ့နော်ရန်900နဲ့အတူစံပယ်မျိုးကိုရောက်လာတယ်စံပယ်မျိုးမှာအရင်ကမတူနေလဲဆိုရင်တောင်းနာတနာပုံနာနေပေါ့နော်တောင်းနာတနာပုံနာကလည်းတော်တော်ကိုနာမည်ကြီးပညာတတ်ပုံနာတယောက်ဖြစ်တယ်သူမှလည်းဒိဗိတာဝကကြီး များရှိရပေါ့နော်မြစ်စွာပြာစံပယ်မျိုးကိုရောက်လာတဲ့အချိန်မှာမြစ်စွာပြာဗန်နားမှာတရင်သုံးနေလေဆိုရင်ဂိတ်ကရာလို့နာမည်မဲ့ခေါ်ချားကြတဲ့ရေကန်နားမှာနေရပေါ့နော်အဲ့လိုနေတဲ့တရင်ရောက်တော့ကြာရောဒီရေကန်ဟာမြို့ပြင်ဖြစ်မှာပဲရှိနေတော့တယ်ပေါ့နော်ဒီဘက်မှာတော့ကတော့ရတဲ့နပုံနာတွေကနေနေကြတယ်ပေါ့ဆိုတော့မြစ်စွာပြာစံပယ်မျိုးကိုရောက်တဲ့ဆိုတဲ့တရင်နဲ့ကြာရောလူတွေကအုံအုံကြွကြွဖြစ်ကြတယ်ဟောမြစ်စွာပြာကိုတွေ့ကြမယ် တော့ဖူးကြမယ်ပေါ့နော်ဒီနေ့ခေတ်လို့ဆိုတော့ကမြစ်စွာဘုရားတာဝကမဟုတ်တဲ့ပုံကိုတော့တော့တွေ့တာလည်းဖြစ်နေတာလေမြစ်စွာဘုရားကိုတော့ဖူးကြမယ်မြစ်စွာဘုရားကိုမြစ်စွာဘုရားအင်မတန်မှအင်မတန်မှခုနောက်ပိုင်းမှာနာမည်အရင်ကြီးလာတယ်ဆိုတော့လူတွေကလည်းအိုးအိုးကြည်ကြည်နဲ့လူတွေကလည်းရိုးရိုးတက်တက်နဲ့မြစ်စွာဘုရားရှိရဲ့ကိကရာဆိုတဲ့ရေကန်ကိုခုတည်ကြတာပေါ့အဲ့မှာတောနာတနာပုံမှာတွေ့လိုက်တယ်အလူတွေကဘယ်လိုသွားနေကြတာဆူ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 နဲ့ရှင်နေရဒါမျိုးမဟုတ်ပါဘူးပေါ့နော်ဒါလည်းသူတပြည့်တွေကိုမေးလိုက်တယ် ေလူဒီလူအုပ်ကြီးကဘယ်ကိုသွားနေကြတယ်ပြည်ပြည်ကြီးကရှောက်တယ်ပေါ့နော်မြတ်စွာဘုရားဂေကရာမျိုးကိုရောက်နေတယ်အဲ့ဒီအတွက်လူတွေကမြတ်စွာဘုရားစီသွားကြမယ်လို့ပြောတယ်ပြည်ပြည်ကြီးကသောဏရဏပုံနာကိုပြန်လျှောက်ကြတယ်ဆိုတော့သောဏသောဏရဏပုံနာကလည်းပြောတယ်ပေါ့နော်ဟာဒါဆိုရင်သူတို့လည်းသွားတွေ့ကြမယ်မြတ်စွာဘုရားကိုလို့ပြောတယ်အဲ့ဒီနေရာမှာသောဏဒန္တပုံနာရဲ့တပည့်ကြီးကလက်မခံကြပါဘူး ဆရာသွားလို့မရဘူးမြတ်စွာဘုရားကိုဆရာသွားတွေ့လို့မရဘူးတကယ်တကယ်တမ်းကြရင်မြတ်စွာဘုရားကဆရာစီကိုလာမှာဆရာမြတ်စွာဘုရားစီသွားမှာမဟုတ်ဘူးဆိုပြီးမှသုံးနာဒဏ္ဍာတတိတွေကသူဆရာကိုရှောက်ကြရဲပေါ့နော်အဲ့ဒီမှာသူတတိတွေကလည်းပါအခိုင်မာတဲ့အကြောင်းပြချက်တွေကိုပေးမှမြတ်စွာဘုရားစီကိုမသွားဖို့သူဆရာကိုဖြောင်းပြပါတယ်သူတို့ရဲ့အကြောင်းပြချက်တွေကဘာလဲဆိုရင်ထာဝရဘုရားမှာတော့သုံးနာဒဏ္ဍာကုဏ္ဏကထာဆိုပြီးမှပြောတယ်ပေါ့နော်ကျွန်တော်လည်းအဲ့ဒီအကြောင်းပြချက်တွေနဲ့ပတ်သက်ပြီးမှဒီဗီဒီယိုဖြစ်လာတော့ ုံနာနာတပီးတရပြောကြတယ်သူဆရာကိုဘိုင်လန့်ဆိုရင်နံပါတ်1ကဆရာတဲ့ဂေါရမစီသွားမယ်ဆိုလို့ရှိရင်အဲ့ဂေါရမရဲ့ဂုံတရင်နေရကြီးသွားမှာတဲ့ဆရာရဲ့ဂုံတရင်နေရရောသွားမှာဂုံတရင်နေရောသွားတဲ့အလျောက်ဆရာကိုပြုစုကြမဲ့လူကြီးကျွေးမွေးကြမဲ့သူတွေလှူဒန်းကြမဲ့သူတွေကလည်းရောသွားမှာအဲ့အတွေ့ဆရာဟာဂေါရမစီကိုမသွားသင့်ဘူးဆိုရင်မှသူတပီးတရပြောတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာလေပေါ့နော်ဒါကဘာလဲဆိုရင် ပုံနာတွေအတွေ့စဉ်းစားကြည့်ရပါတော့ဒီဘက်ကမှဆိုလို့ရှိရင် gain theory တွေနေပြောကြတယ် zero sum gain theory ရဲ့ non zero sum gain theory ဆိုရင်မှအဲ့ဒီစကားရဲ့မူရင်းကတော့ business effect ကလာတာပေါ့နော်ဒါပေမဲ့လည်းခုနောက်ပိုင်း oh practical effect မှာလည်းသုံးရပြီဆိုတော့ zero sum gain ကဘာလဲဆိုရင်လူနှစ်ယောက်ရှင်မယ်ဖွဲ့စည်းနှစ်ခုရှိမယ်လူနှစ်ယောက်ရှိမယ်ဖွဲ့စည်းနှစ်ခုရှိမယ်ဆိုလို့ရှိရင်နိုင်တဲ့သူကတစ်ယောက်ပဲရှိနိုင်တယ်နှစ်ယောက်မနိုင်တစ်ယောက်ရှုံးရင် တယောက်နိုင်မယ်တယောက်နိုင်ရင်တယောက်ရှုံးမယ်ဆိုတော့အဲ့ဒါကို zero sum game လို့သုံးနေပေါ့နော်ပြိုင်ပွဲတစ်ခုမှာတယောက်ကပဲနိုင်နေတယ်နောက်တယောက်ကအရှုံးဒါကို zero sum game လို့သုံးတယ်ဒါနဲ့ဆက်နေပေ non zero sum game ရတော့ကနှစ်ယောက်စလုံးဝင်ဝင်ဖြစ်နေတယ်လက်ရှိအခြေအနေတွေပိုကောင်းသွားတဲ့အရွေးတစ်ခုကို non zero sum game လို့သုံးရတယ်ပေါ့နော်ဒါကို non zero sum game လို့သုံးရတယ်ဒီဘက်ကမှာတော့ non zero sum game က player တွေရဲ့ အဓိက target တစ်ခုလို့တောင်ဖြစ်လာပြီပေါ့နော်ဆိုတော့ပုံသားတွေရဲ့အတွေ့အကြုံလည်း0 sum game နဲ့တွားတူနေတယ်ပေါ့နော်ဘာလဲဆိုရင်မင်းတို့ဖျားအချမ်းရံနေကြောက်ကြမှုတွေရှိလာတာနဲ့အမျှသူ့ဆရာသောနာရဏပုံသားဟာအချမ်းရံနေကြောက်ကြမှုတွေရုတ်လျော့သွားမယ်ဆိုရင်မသူတို့ကတွေးတာပေါ့နော်တကယ်မလိုဘူးလေပုံသားတွေရဲ့အတွေ့အကြုံဒီလိုပဲတွေးတယ်ဒါကြောင့်မလို့သူတို့ရဲ့အတွေ့အကြုံဟာ0 sum game ထဲမှာပဲရှိတယ်ဆိုပြီးမှပဲကျွန်တော်သုံးသပ်ချင်တာပေါ့နော် တိမ်မဲတခုမှတယောက်ကနေမဲတယောက်ကရှုံးမဲအခုလဲပါသူတို့တွေးရလေသူဆရာသောဏရဏပုံနာဟာဂေါရမစီကိုတွားခဲ့မယ်ဆိုလို့ရှိရင်ဂေါရမရဲ့ကြော်ကြားမှုတွေကပုံမှကြီးမားလာမယ်ပုံပုံမှကြီးမားလာတဲ့အလျောက်ဂေါရမစီကိုစိတ်ကြက်ကြရတဲ့လှူဒဲညံ့မဲ့သူတွေကလည်းပုံများသွားမယ်ဂေါရမစီကိုများသွားတဲ့အများသူဆရာဟာရုံတော့သွားမယ်ကြော်ကြားမှုလည်းအားနေသွားမယ်ဆိုပြီးမှပုံနာတွေကတွေးကြတယ်သူတို့အတွေ့အကြုံ0 sum game ပဲရှိရေပေါ့နော်အဲ့တော့တွားတွေ့ရတာပေါ့နော်ပရိကက်ဖန်နေနဲ့ဟောလို့ ပုံသားတွေရဲ့အတွေ့ဟာ zero sign game ပဲရှိပါသေးလားဆိုပြီးမှတွေးနေမိတာပါဆိုတော့ဒါဆိုရင်မြတ်စွာဘုရားအတွေ့အရရောဘလို့ရှိလဲဆိုရင်မှကျွန်တော် light ဖက်ကြည့်ရပေါ့နော်ဒီတုတ်တယ်မှာတော့မတွေ့ဘဲနဲ့ကျန်တဲ့တုတ်တယ်တစ်ခုကိုကျွန်တော်ပြောချင်ပါတယ်ဒါကပါလဲဆိုရင်မြတ်စွာဘုရားရဲ့တပည့်အနည်းနဲ့တပည့်တစ်ပါးဖြစ်တဲ့သူနဲ့ခတ္တယဟန်ဆိုတာရှိခဲ့ဘူးရပေါ့နော်သူနဲ့ခတ္တယဟန်ကမြတ်စွာဘုရားကိုရှောက်တယ်ဘလို့ရှောက်လဲဆိုရင်မြတ်စွာဘုရားတဲ့မြတ်စွာဘုရားကတဲ့အခင်ညာလို့ခေါ်တဲ့လောကရဲ့အစ အာဘယ်ဟာဖြစ်လဲဆိုတော့လောကရဲ့ဖြစ်တည်မှုတရားတွေအစဟာဘလို့ဖြစ်လာခဲ့လဲဆိုတော့တရားတွေနဲ့ပတ်သက်ပြီးကြောပြပေးပါဟောပေးပါ လောကရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီးမှဟောပေးပါတကယ်လို့မဟောဘူးဆိုလို့ရှိရင်ပြီးတော့ဟာရှင်မြဆီယာနဲ့ထွက်သွားမယ်ရှင်မြဆီယာနဲ့တပြိရှင်မြကိုဆရာဖြစ်ကနေမတတ်မတော်ဘူးခုနှစ်ကိုပဲရက်တည်မယ်ဆိုရင်မပြောရဲပေါ့နော်အဲ့ဒီနေရာမှာမြတ်စွာဘုရားပြောတယ်ဘာလဲဆိုရင်ငါဟာတဲ့ကိုဒီလောကရဲ့အစဖြစ်တည်မှုတရားတွေဟောပြမယ်လို့ လဲပါဂရီမပေးခဲ့ဘူးပေါ့နော်အဲ့လိုဂရီပေးလို့လဲတင်ရရောက်လာတာမဟုတ်ဘူးလဲတင်သွားချင်သွားစင်းတာမြတ်စွာဘုရားတော့ကအဲ့လိုမိန်တယ်ပေါ့နော်အယံမိုက်တယ်ပေါ့နော်ဆိုတော့မြတ်စွာဘုရားဘယ်တော့မှ0စံကင်းနေနေတွေးခဲ့ဘူးပေါ့နော်အဲ့ဒါလေးလဲတော်တော်သဘောကျမှုကောင်းပါပုံသားရဲ့အတွေ့အကြုံ0စံကင်းဆိုတွေးပဲရှိရေပေါ့နော်ဆိုတော့အတွေ့အကြုံဟာသူတို့ရဲ့တင်ကြမှုတွေသူတို့ရဲ့ရက်တီးရာစံစာတွေသူတို့ရဲ့တင်ယူမှုဖြစ်တဲ့ဝေဒတွေနဲ့ပတ်သက်နေပါတယ် အတွေ့အကြုံဘယ်တော့မှတည်တဲ့ရက်တူလို့မရပါဘူးသူတို့တွေရဲ့တင်ယူမှုနေပဲပတ်သက်နေပါဒါကြောင့်အဲပုံနာတွေတင်ယူခဲ့တဲ့ဗေဒကျဲငယ်တွေကပုံနာတွေတွေးခေါ်မှုစီရိုဆန်ကိန်းမှာပဲရှိနေသေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်သုံးနာရဏပုတ်ကိုဖတ်နေရင်တွေးနေမိတာပါတကယ် main topic သုံးနာရဏပုတ်ကအဓိကကြတဲ့မြတ်စွာဘုရားနဲ့မြေဖြေကဏ္ဍကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာလာခဲ့မယ်ပေါ့ဗျာလေ့ကျရင်တော့ကမြတ်စွာဘုရားဟာပညာကို ဘယ်လိုလက်ခံလဲဆိုတဲ့ပညာရဲ့မြင့်စွာဘုရားလက်ခံခဲ့တဲ့ပညာဟာဘာလဲဆိုတာကိုကျွန်တော်နောက်ပြန်လာခဲ့ပါမယ်။ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ။